ညီမပြည်သူများရှင်ကျွန်မခုတင်ဆက်ပေးစင်တာလေးကတော့ရန်ကုန်မြို့မှာဖြစ်ပွားခဲ့တဲ့အကြိမ်လေးကိုတင်ဆက်ပေးချင်ပါတယ်ရွှေဘုံစည်တော်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်ရှင်ရွှေဘုံစည်တော်ရဲ့စိန်ပို့တော်အထက်ဝင်းကျင်မှာမနေ့ကစနေလ၄ရက်နေ့ကပေါ့နော် drone တစ်စီးပြန်တန်းလာတာကိုတာဝန်ရှိသူများကမြင်တွေ့ပါတယ်ဒါကြောင့် drone ကန်းနဲ့ကားစီးရန်ကြိုးပမ်းကြိုးပမ်းခဲ့ပေမဲ့အောင်မြင်မှုမရှိဘဲနဲ့အဆိုပါတုံးဟာအဝေးကို ပြန်တမ်းလွတ်မြောက်သွားတယ်ဆိုပြီးတော့သိရပါရှင့်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကပေါ့နော်အမှုဖွင့်ပြီးတော့စုံစမ်းစစ်ဆေးလျက်ရှိရဲပြီးတော့ဒီ drone mount နေတဲ့သူကိုဖမ်းဆီးနိုင်ဖို့အတွက်လိုက်လံရှာဖွေနေရဲဆိုပြီးသတင်းရရှိပါရှင့်ကျွန်တော်နိုင်ငံရွှေကုန်ဖျားနာမှာပေါ့နော်ဖြွေကုန်ဖျားနာမှာဆိုရင်ဒီ drone တွေပြန်တန်းခြင်းကိုတင်းကျပ်စွာတမ်းမြစ်ထားရရှင့်အဲ့လိုတမ်းမြစ်တဲ့ကြားကနေပြီးတော့ဒီ drone ဟာရောက်ရှိလာတာဖြစ်ပါတယ်ဘယ်ကနေရောက်လာတာပါလဲရှင့်ပေးကြတာကတော့ ကောင်းသောရှိရဲကျန်တဲ့ရှောင်းလာတာဟုတ်ပါမလားဘောနော်ဒါလေးတော့စဉ်းစားမိပါတယ်ဒါပေမဲ့တစ်ခုရှိတာကျွန်တော်နိုင်ငံမှာဒါဖြစ်နိုင်ကြီးပေါ့နော်ဘယ်ကရောက်လာလဲဆိုတော့ဖြစ်နိုင်ကြီးကျွန်တော်တို့လိုက်ပြီးတော့လေးလာဆန်းစစ်တဲ့ခါမှာဆိုတော့ဖြစ်နိုင်ကြီးနှစ်ခုသုံးခုတော့ထွက်လာပေါ့ပထမဆုံးဖြစ်နိုင်ကြီးကဘာလဲဆိုတော့ဒါအကောင့်ဘက်ကပေါ့နော်တွေးတာကျွန်တော်နိုင်ငံမှာလို့ခါကြရင်ဓာတ်ပုံလေးမြန်မာလေးမယ်အဓိက Google တို့ဘာလို့မှာကျွန်တော်မြန်မာနိုင်ငံပုံရိပ်တွေကိုဒေါ်လာနဲ့ရောင်းစားနေဓာတ်ပုံစရာရှိလေရှင့်ကျွန်တော်မြန်မာနိုင်ငံပုံရိပ်တွေတမှုရှိရေနော်ဒီကတမှုရှိရေအဲ့ဒါကြီးတို့ဒေါ်လာနဲ့ရောင်းစားနေချို့နိုင်ငံခြားကြရင်မြန်မာနိုင်ငံလာရဲဆိုတာလေ ကျမတို့တို့စီကနေပြီးတော့ရသမျှအကျိုးမြတ်ကိုရအောင်ထောက်ဝမ်းမယ်ဆိုတာကလေဘာကြောင့်ပြောရလဲဆိုရင်လေဒီလားတို့ကလေကျမတို့နိုင်ငံကိုလာတာအကျိုးမြတ်လာထောက်တာရှင့်ဒီလားပကံဖရားတွေပါသွားပြောရှင့်အဲ့ပကံဖရားတပုံတွေပါရိုက်အလကားရိုက်တာမဟုတ်မြန်နိုးလို့ရိုက်တာမဟုတ်ပြန်ရောင်းစားဖို့ရိုက်တာနော်တချို့တွေဆိုရင် drone မြင်ကွင်းနေလေ drone မြင်ကွင်းနေဥမာပကံဖရားရွှေကုံဖရား drone မြင်ကွင်းနေမြင်မှာပေါ့အဲ့လိုက်လေဒီလိုပဲဥစ္စာဒေါ်လာနဲ့ရောင်းစားလို့ရတယ်နော် Google မှာလေဒီလားကျမတို့နိုင်ငံရင်ကျေးမှုအမွေနေတယ်တပုံရသွားပြောရှင့်ဟိုမှာတို့အဲ့လိုမျိုးပိတ်စာတွေ အဝတ်အစားတွေအသုံးဆောင်တွေပြန်ထုတ်တာလည်းရှိရဲ့အဲ့ဒီဒီဇိုင်းတွေကိုပြန်ရောင်းစားတာနော်သူတို့ကကျမောက်နိုင်ငံအစီနှစ်ကိုလာပြီးခတ်စားနေရကျမောက်ကသူတို့ဒီတိုင်းအဲ့မှာပုံပုံပဲပဲနဲ့ပေးလိုက်စရာအကြောင်းမရှိဘူးအဲ့လိုပေးနေရတဲ့နှစ်ပေါင်းများစွာလည်းကြာခဲ့ပြီအဲ့ဒီဖြစ်စဉ်ကဒီဟာလည်းဖြစ်နိုင်ချေရှိရပေါ့နော်ဟိုရွှေကုံဖျားရဲ့မြင်ကွင်းကို drone နဲ့လာပြီးတော့အမြင်ရနေလာရိုက်တာလားဒီလိုရိုက်တာတော့မှခွင့်ပြုချက်မရှိဘဲနဲ့ရိုက်တဲ့ပုံစံခွင့်ပြုချက်ယူလို့ရှိရင်သူတို့အခွန်ဆောင်ရမှာလေ ဖီးရကျွန်မတို့နိုင်ငံရဲ့ပုံရိပ်တွေကိုအသုံးပြုမယ်ဆိုသူတို့အခွန်စားအောင်မှာအဲ့ဒီခွန်ကြောက်လဲသူကကျွန်မတို့စိတ်နာမရှိနိုင်ငံသားတွေကနိုင်ငံသားသားဆိုရင်ထင်မကြီးနဲ့နော်နိုင်ငံသားတော့မှလည်းကလင်ကကြစ်ရှိရအဲ့လိုသူများရဲ့ရင်ကျိမှုကိုခိုးပြီးတော့ရောင်းစားရတာမရှိရဲ့ရှင်ဖီးရနော်နိုင်ငံသားသားဆိုရင်ကျွန်မတို့ကဆွတ်ဆတ်ထင်ကြီးကြမလို့ကျွန်မတို့ကမှတို့ရင်ကျိမှုတော့မခိုးဘူးတို့လည်းလာခိုးတယ်ကျမတို့ရင်ကျင်းမှုအဲ့လိုဒီအစစ်မြင့်နေတိလားအဲ့လိုအစစ်မြင့်နေရင်ကျင်းမှုပိုင်ဆိုင်ထားတာတော့မှတချို့မြန်မာတွေကတန်ဖိုးထားအောင်မသိဘူးဇလန်းအဲ့လိုတော့ရှိရဲကျမတို့နိုင်ငံလေးတိလားတန်ဖိုးရှိတန်ဖိုးသိမှတန်ဖိုးရှိရဲဆိုတာအဲ့ဒါကျမတို့မြန်မာတွေအတွက်ပဲ ကျမတို့ကုတ်တံဘုကိုမသိဘူးကုကုကိုကဘာမှာအစင်နဲ့နှိမ့်ကြရလူမျိုးလို့ထင်နေတာမဟုတ်ဘူးကျမတို့ကဘာမှာနေတာရင်ချင်းမှုအစင်တန်မြင့်မားတဲ့လူမျိုးရှင့်အဲ့လိုမြင့်မားလို့တော့မှသူများနိုင်ငံလာလာပြီးခိုးနေတာကျမတို့လာလာခိုးချနေရနော်အဲ့ဒါလေးတော့လည်းစဉ်းစားတတ်ဖို့ကျမပြောပြတာပါရှင်နော်ဒီတော့အိဆက်လန်ကဒီလိုလည်းဖြစ်နိုင်ပါတယ်ဒီဒီလိုပေါ့နော်ဒီခိုးပြီးတော့ဓာတ်ပုံရိုက်ချင်တဲ့အတွက် drone မှာကင်မရာတက်ပြီးတော့လာရိုက်တာလည်းဖြစ်နိုင်တယ်ဒါဖြစ်နိုင်ချေတစ်ခုပေါ့နောက်တစ်ခုကဘာလဲဆိုတော့အကြံဘက်တိုက်ခိုက်ခြင်းလို့ကျမတို့နိုင်ငံဘာသာရေးစောင့်အောင်လေး အကျံပတ်တက်ခိုက်ခံရတာခဏခဏပဲပြီးတော့ရွှေတကုံခရီးနဲ့ပတ်သက်ပြီးတော့အကျံပတ်တက်ခိုက်မှုတွေလုပ်ဖို့အတွက်လာပြီးထောက်လန်းတာမဖြစ်နိုင်ဘူးလားဒါလည်းဖြစ်နိုင်တာပဲဟုတ်ကဲ့မလားမဟုတ်ပါဘူးလို့ကျမတို့ကဘယ်ရောက်မှတရက်တည်းတွက်လို့မရအောင်ဖြစ်နိုင်သေးရအများကြီးပဲနော်တည်ကြတာကတော့ဒါဟာကောင်းသောရည်ရွယ်ချက်နဲ့လာတာမဖြစ်နိုင်ဘူးပြီးတော့ drone ကိုအပျော်ပြန်တန်းနဲ့ဆိုရင်ရွှေတကုံခရီးရဲ့အထက်မှာလာပြီးတော့ဝဲနေကြဘာကြောင့်မှမရှိဘူးရှင်တို့တော့နီနီနန်းနန်းပဲပြန်ရမှာပဲ ။နော်ဒီတော့ဒီဟာကတော့တေချာလေးကို లై ့တင်တယ်။ဟိုလိုက်ပြီးတော့စုံစမ်းတင်တယ်ပေါ့။ဘယ်ကလာလဲဆိုတာဇင်းမြစ်ထုတ်ပြီးတော့စုံစမ်းတင်မှာရှင့်။အဲ့ဒီဇင်းမြစ်ကမြန်မာနိုင်ငံသားစီရပဲလာလာနိုင်ငံခြားသားစီရပဲလာလာထိရောက်ဆိုတာရေးယူတင်ပါတယ်။ကျွန်တော်နိုင်ငံရဲ့ CEO ကနည်းနည်းလေးပြည်နေရောလေ။ခွေးတိုးလိုက်အခိုးတိုးလိုက်ဖြစ်နေတာပေါ့နော်ဇလန်ဟန်လိုတော့ရှိရရှင်သိလား CEO ပြည်နေရှင်ကျွန်မနိုင်ငံကလေ တင်လားဟိုခွေးတို့ပေါက်လေးပေါ်တာပါရှင်အဲ့တော့အဲ့ခွေးတို့ပေါက်ကလည်းခွေးရဝင်းနေနော်ဒါအိတ်အိတ်နဲ့ကျွန်မဥပမာပေးတာပါဘာလို့မှကျွန်မခွေးလို့ပြောတာမဟုတ်ပါဘူးနော်ပြောပြတာပါအကျမတမားလေးဆိုလဲဒီလိုပဲခွေးတို့ပေါက်လေးကနေဝင်းနေကျွန်မနိုင်ငံရင်းချင်းမှုကြီးခိုးချင်တဲ့သူဆိုဒီလိုပဲခွေးတို့ပေါက်လေးကနေဝင်းနေကျွန်မတို့အခုလည်းမဆောင်ချင်ဘူးအလကားရှူသွားတယ်နော်ပြင်ပြန်ရောင်းစားတယ်ကျုံမြက်တွေထုတ်တယ်ပြီးကျွန်မနိုင်ငံကိုမကောင်းပြောတယ်ပေါ့နော်နောက်နောက်ဘွားကြရင်ကျွန်မနိုင်ငံမှာသူတို့ကြုံလာဖြစ်မှာတည်းအလုပ်ကောင်းနေ ဒီဟာကျမောက်နိုင်ငံအစည်းအဝေးကိုလည်းစားတယ်ကျမောက်နိုင်ငံသားတွေမျက်နှာကိုဗန်းပြပြီးတော့ပတ်စံတောင်းစားနေတဲ့အဖွဲ့အစည်းတချို့တော်ရှိသေးရဲ့ရှိသေးရဲ့နော်အဲ့ဒီအချင်းကိုကျွန်တော်တို့မြန်မာနိုင်ငံသားတွေသွေးချောက်စီအောင်လို့သွေးထိုးလှုပ်ဆော်ပြီးကျမတို့အချင်းချင်းတတ်ခိုင်းပြီးတော့ဇက်ပွဲကြည့်လို့ကြည်နေတဲ့အဖွဲ့ရတယ်ရှိသေးရဲ့နော်အဲ့ဒီအဖွဲ့တွေနောက်ချိန်ကျရင်နောက်နောက်ကဘာကြလို့ရှိရင်ကျမတို့မြန်မာမှာတို့ကြော်လာခံရလိမ့်မယ်တေးကြရတယ်ကျမတို့ရဲ့အသက်သွေးကြောတွေကျမတို့ရဲ့ရင်ကျေးမှုတွေကျမတို့ထိန်းသိမ်းဆောက်ရှောက်ခဲ့တဲ့အရာတွေဟာသူတို့ရဲ့ထမင်းအိုးဖြစ်နေတာကျမတို့ကသူတို့ထမင်းကြွေးထားတာ ဟုတ်လားအနေထားအဲ့လိုရှိရဲ့เนาะမြန်မာတွေကိုယ်အနေထားကိုသိပါကိုယ်အနေထားဒီနိုင်ငံသားတချို့ထမင်းကျွေးထားတဲ့အနေထားဆိုတာသိပါเนาะဒါပြပြရတာเนาะအနေထားအဲ့လိုရှိရဲ့ရှင်เนาะမြန်မာဆိုပြီးကိုယ့်ကိုအထင်မသေးနဲ့ကိုယ့်ကြောင့်ထမင်းစားနေရတဲ့နိုင်ငံသားတွေအများကြီးပဲเนาะကျမတို့ဒီမှာအချင်းချင်းတစ်ချက်ချလိုက်တာနဲ့တို့ကဟိုမှာထမင်းထုတ်စားရတယ်အဲ့လိုအများကြီးပဲနော်အဲကိုကိုရဲ့အခြေအနေကိုသိကိုတန်ဖို့ကိုသိနော်ကိုအသက်ကိုကိုတန်ဖို့ထားနော်မြန်မာနိုင်ငံသားတွေမျိုးတုံးပါလို့ရှိရင်ချုပ်နိုင်ငံသားတွေထမင်းငတ်လည်းမယ်ထမင်းကိုပျောက်လည်းမယ်ထမင်းကိုကွဲလည်းမယ်အဲ့လိုနေထားရှိရနော် အဲ့ဒါသတင်းသုံးချက်ချက်လေးကလေကျွန်မကိုမြန်မာနိုင်ငံသားတွေကကြံမိုးလေးကိုပြောပြရဖြစ်ပါရှင်။ကျွန်မတော့ကုတံမိုးကိုမသိဘူးလေ။သိဟာကုတံမိုးကိုမသိဘူး။အဲ့တော့ကုတံမိုးကိုသိအောင်ပြောပြတာ။ကုတံမိုးကိုသိပြီးတော့ကိုနိုင်ငံကဒီတက်တံမိုးရှိအောင်လုပ်ရမယ်ရှင်။ဒါလေးကအရေးကြီးပါတယ်နော်။ဒီတော့သတင်းဆိုလို့ရင်းကတော့ drone တွေဟာဒီလိုမျိုးလွတ်လပ်စွာပြန်တန်းနေရမဖြစ်သင့်ဘူး။နိုင်ငံတော်ကနေပြီးတော့လုံခြုံရေးကိုအထူးပြုစိုက်တင်တယ်။ကျွန်မတို့ရန်ကုန်မှာဆိုလဲတကိုးကြီးရဲ့ဖျားစီတွေရှိရဲ့ပြီးတော့တံမိုးကြီးရဲ့အဆောက်အုံတွေအများကြီးရှိရဲ့။ ဟိုဘယ်လိုပြောမလဲ drone နဲ့ပဲစစ်ပွဲတွေကိုခုချိန်မှာဆင်နွှဲနေတဲ့အတွက်ဒီ drone เนี่ยနေလက်နက်တွေကြမလာဘူးလို့လည်းဘယ်သူမှဘဲဘေးရင်ဆီအားမှအတိအကျပေါ်မထားအောင်ရှင်။ဟောဒီတော့ဒါလုံကြုံရဲ့အစ်င့်ညစ်တင်တဲ့နဲ့ရန်ကုန်အတွက်အနီရောင်မီးတွေတစ်ချက်ပွင့်သွားလို့ပဲကျွန်မမြင်နေရှင့်။ဟောဒီတော့ရန်ကုန်တိုင်းမှာတောင်ရှိရတဲ့သူတွေအထူးပြုစိုက်ပါလို့လည်းကျွန်မတို့ဒီမိဘပြည်သူများအားလုံးကိုစားပဲတိုက်တွန်းလိုက်ပြန်စီရှင်။